ယောကျွေမေစကသဘောလွေလီမလာစင်းစစသာကြည့်လို့နေသူအာခင်တွေညာရှင်လကရှစ်ပါတဲ့မကူစားအဲအကင်မရရတယ်တော်တယ်ကျွန်တော်ရဲ့ဘောရာရဲ့ကျွန်တော်ဆိုလို့ရှိရင်ဥကြုံဥကြုံလို့ခေါ်ကြတယ်။ဘာလို့ကျွန်တော်အကြောင်းမဆိုတရားဟောတာပေါ့။ဥကြုံဆိုတော့လေးစားအားကြတာပေါ့နော်။ပြီးတော့ဒီသူ့ရဲ့အင်တာဗျူးလေးပြန်ကြည့်တော့သူကမှားနေဖြစ်စေဒါပဲအတိနဲ့တတိဆိုတဲ့စာလုံးနှလုံးသူကတုံးသွားတယ်။ ူသားအားလုံးကိုလည်းလေးစားပါတယ်ကျွန်တော် update တယ်ထူးတယ်ကျေးဇူးတင်ရှိပါတယ်တာတရလာကျွန်တော်တခြင်းစားလို့ပြည့်တဲ့တခြင်းလေးကတော့ကျွန်တော်ကဒီဟောပေါ့နော် ဒီပကံသူပကံရဲ့ဒီအကြောင်းပေါ့နော်ဒီပကံသူလေးဘလောက်ချုံမလှပါတယ်ပကံရဲ့အကြောင်းတရားကိုဆိုထားတယ်ရှုမွားဆိုတဲ့ချင်းလေးကိုပေါ်ဆက်ပြီးတော့တချင်းကောင်းစင်နဲ့ရှုမွားဆိုပဲစရိုက်ပြစ်တယ်ဒီအာတေးရတော့ဟောပေါ့ဆရာတဟာအောင်ပေါ့နော်အဲ့ဒါလေးရိုက်ပြစ်ပါတယ် now ဒီကန်ဝင်နဲ့ပတ်သက်တဲ့တချင်းရတော့အခုမှဒီတချင်းပေါ့ဒီနေ့ရိုက်မဲ့တချင်းလေးပေါ့သူကတော့ဒီဟောပေါ့အာစိတ်နဲ့လို့မှတ်မှလာပေါ့နော်အဆရာဦးကျော်ဟင်းရဲ့တချင်းကိုကျွန်တော်ကကျော်ဟင်း fan ဖြစ်တယ်ဖြစ်တယ်တူလို့ကျွန်တော်က စပြီးလုပ်မယ်လို့တော့နောက်မင်းသားတန်စီနဲ့လည်းဇုံရဲလေးရထွက်ထားတာရှိတယ်အဲ့ဒါလည်း YouTube မှာတင်ပို့ရရင်နောက်သူ့ရဲ့ solo လေးလည်းထွက်ထားတာပေါ့ single လေးတွေပေါ့အဲ့ဦးကျော်ဟင်းအကြောင်းပြောရမယ်ဆိုလို့ရှင်တစ်ခါကျကိုကဘီဘီလေးကစပြီးတော့သူဒီကုန်းတက်မှနေတဲ့အကြောင်းသွားသွားကြိုတာလေအကြိုတဲ့ခါကျလို့ရှင်သူ့ကျော်ဟင်းလို့အဲ့လိုမျိုးခေါ်တော့ကိုကဒီကလေးတွေကဘာဖြစ်လို့ခေါ်တာလဲသူ့ကျော်ဟင်းဖို့ဦးကျော် ကျွန်တော်ရဲ့ဘော်ဒါတွေကကျွန်တော်ဆိုလို့ရှိရင်ဥကြဥကြလို့ခေါ်ကြတယ်။ဥကြဥကြလို့ခေါ်တယ်။ကျွန်တော်ကြောင်းမှဆိုတရားဟောတာပေါ့။တရားဟောတာဆိုလို့တရားဟောတာမဟုတ်ကျွန်တော်ကဒီဘယ်လိုပြန်နီးမှန်နဲ့မှကျွန်တော်တို့ပြောပြရတာပေါ့နော်။ကျွန်တော်ပြောတဲ့ပုံစံနဲ့ဥလိုကြော်ရင်ဥကြပုံစံတွေတော်တော်အကွက်တွေဖြစ်နေတော့ကျွန်တော် flow တွေတူအဲ့ဒါကိုသူကဥကြဥကြဆိုတော့တပ်ဘုဒ္ဓခေါ်ရလဲဆိုတော့ဟုတ်ကဲ့မနေတဲ့တောက်ဟိုရဥကြလို့ခေါ်တယ်ဆိုတကယ်တမ်းကြတော့ तू ကလည်းဒီတချင်းကြီးကိုနားထောင်နေကြော်ရင်စကားဆိုအခုထပ်ထည့်ကြည့်နေရ YouTube မှာဆွဲပြီးတော့ကြည့်ပြီးပြီစေ तू ပြောတာတွေက ကောင်းတယ်နော်ဒီလိုသင်ခန်းစာလေးတွေကကောင်းတယ်နော်ပညာပေးတယ်လေအဲ့ဒါကိုသူသဘောအရင်ကြားတယ်ကြားတော့ तू ကဒါဥဥကျော်ရဲ့ fan လည်းဖြစ်တဲ့အတွက်တခါကျရင်ကိုကလေအော်လို့ကိုနုပညာဖြစ်နေတဲ့အချိန်မှာ ဥချော်နဲ့တခါတော့တွေ့ခဲ့မှာဆိုလို့ရှင်ကိုယ့်ရဲ့ဒီကလေးဘဝလေးတွေကသူကြိုက်တဲ့အကြောင်းတွေဥချော်တချင်းတွေသူဘလို့ကြည့်တဲ့အကြောင်းတွေအဲ့ဒါပြပြချင်လိုက်တာလို့အဲ့အခုအဲ့လောက်တော့စိတ်ကူးတယ်လေတခါကျညီမတို့ဆိုလို့ရှင်ဒါအမှုပညာရှင်တွေပြန်တွေ့တဲ့ခါကျအာချင်းငယ်ကြိုက်တယ်အာချင်းငယ်ချင်းငယ်တချင်းလေးတွေဒီကျမသားကြိုက်ဥမာနမူနာပေါ့ဒီလိုမျိုးလေးတွေပြောပြချင်လိုက်တာပေါ့အဲ့လိုမျိုးပြောအဲ့ဒါကြောင့်သူကဥချော်တချင်းလေးတွေထဲမှာမာဒီစိမ့်တယ်လို့မှတ်မှားလားဆိုတဲ့ချင်းလေးမမေးတဲ့သူသူလဲဟိုအကြောင်းဟိုလဲအဖွင့်ကင်းပေါ့နော်ကျွန်တော်လဲဆိုသွားမှာဆိုအေးကမန်းကနဲဆိုတော့အသုံးရပဲ အာ3ရက်1 2 3ရက်ပဲအာကမန်းကန်းအကိုကြီးအကိုတွေကလည်းပူဇော်တိုက် amazing ဆရာကြီးလည်းဥစားတိုက်ပေါ့ဒီမှာရိုက်ကူးရေးတာမှဒါလုံးဝအကူကြီးဟိုဟာလုတ်ပြီးတော့အဲ့လိုတိုက်တာဟုတ်ကဲ့အူကျော်ယူတူမှုရှိတာကြတော့ကျွန်တော်ကဒီ7တန်းပြီးကစားပထမနဲ့ဒုတိယနဲ့မှစလို့အေးဦးကျော်ရဲ့အဲ့ဒီအကာကအချက်အနှစ်ကမြင့်တာတို့အဲ့ဒီအဖြူအမဲကားတွေပေါ့နော် ပြီးလို့ရှိရင်ဒီဟိုဟာပေါ့ဒီနေကြောက်ခဲတို့ပေါ့အဲ့ကားတွေစကြည့်ပြီးတော့ကျွန်တော်ကဒီအဲ့လိုပေါ့ကျော်ဟင်းကိုကျွန်တော်က သူကလေးစားအားကြတာပေါ့နော်ပြီးတော့ဒီသူ့ရဲ့ interview လေးပြန်ကြည့်တော့ तू ကဘယ်လိုပြောမလဲဆိုတော့ तू ဘဝမှာ तू ကဘယ်လိုပြောမလဲငါမှားတယ်ဖြစ်စေဒါပဲအတိနဲ့တတိဆိုတဲ့စာလုံးနှလုံး तू ကတုံးသွားတယ်အတိတတိရှိမှဘယ်ရမလဲဆိုတော့ तू ကကြော်ဖြတ်တယ်အရင်တော့လည်း तू လည်းမှားခဲ့တာပဲလူဆိုတော့ဟိုလူတန်းဆိုတော့မှားမှာပဲပေါ့နော်ဒါပေမဲ့ဒီစာလုံးနှလုံးလေးနဲ့ तू ဘဝကို तू ကအကောင်းနဲ့ပေါ်ပြီးတော့သွားခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်တော့ဒီလေးစားအားကြရပါတယ်ချစ်တယ်ပြီ ဒီတခြင်းကတော့တော်တော်ပေါ့ဗောနော်တာဝန်ကြီးရဲ့လူတို့ခံစားပေါ့စိတ်ထဲမှာတော့ကိုကဘယ်လိုပြမလဲဒီမူရင်းမူလရဲ့ဒီ trend ကိုလည်းမပြည့်စုံဘူးဗောနော်အဲ့ဒါကြောင့်သူကပေါ့ဒီသူ့ရဲ့တန်ဆင်းတဲ့ကိုလည်းကိုကသတိထားပြီးဆိုရတယ်တေးဥဆောင်ပိုင်းကလည်းဟောဗောနော်ဒီအများကြီးကြည့်လို့ရအောင်အဆင်ပြေအောင်တော့ကျွန်တော်ကဒီဟောဗောနော်စူးစမ်းမယ်လို့ညီမထားတယ် သူကပြအိမ်တော်ရေးချီရေးအဲ့ပေါ်အချီရေးအဲ့တော့မတ်ကောခလေးကိုဘယ်လိုလဲကြိုက်တယ်အိမ်တော်ရေးအချီရေးဆိုလို့ရှိရင်တော့တို့ကတော့လူငယ်တဘာဝဖြစ်တဲ့ကြောက်ဟိုပါပေါ့ဟိုပါပေါ့တို့ရဲ့သဘောပဲလေတို့ရဲ့သဘောပဲတို့တရားနဲ့တရားနဲ့ကတော့ဟိုအဆင်ပြေတဲ့သဘောကြတယ်ဆိုလို့ရှိရင်လည်းကိုကတော့ကျေစွပါတယ်ဒါမဲ့သူတို့ဘက်ကတော့ကျတော့ဘယ်လိုပြောမလဲဘလို့ပြောရမလဲဆိုတော့အရန်ရေးပေါ့လေဟိုပတ်စံရှိမှပညာရေးအရန်တက်မှအဲ့လိုသဘောမျိုးတော့မဟုတ်ပါဘူးဟိုဘဖဲဖြစ်ရမှာပေါ့နော်အဲ့အဲ့လိုမျိုးလေးပဲသူတို့လည်းကြိုက်တယ်ဆိုလို့ရှိရင်တော့ တို့ရဲ့သဘောအတိုင်းပါပဲပေါ့အခုတော့ရှာနေတော့မယ်ကျွန်တော်သဘောထားကတော့ဟောပေါ့နော်ဒီကိုဟောပေါ့ဘာဆိုလူတယောက်ကိုပေါင်းရတယ်ဆိုတာဒီဟောပေါ့မိဘတွေနဲ့ပေါင်းမှာမဟုတ်ဘူးကိုနဲ့ပဲတသက်သုံးပေါင်းမှာဆိုတော့ဒီလူရဲ့ဒီစင်မြအစားဆုံးပေါ့နော်အဲ့တော့အကုန်လုံးစပြီးတော့ကြည်ရမယ်ညီရမယ်ပြီးလို့ရှိရင်ကိုမိဘအနေနဲ့တဟဆာလာဖြစ်ရမယ်ပေါ့နော်တို့မိဘနှစ်ဖက်တော့အဲ့လိုတိုင်ဝမ်မိဘနေနဲ့တဟဆာတာဖြစ်မှဒီ relationship တစ်ခုဆိုရရှိမြင်မှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကတော့ ဟိုအဲ့လိုပေါ့နော်ဒီတရားတဲ့လေးလာတဲ့ချိန်မှာတော့အဲ့လိုတရားတဲ့တော့ discuss ပေါ့အဲ့လိုလောက်ရတာပေါ့နော်ဘာဘယ်ရမစိုးပါအရင်ဆုံး discuss ကားပြောပြီးမှလောက်ရတယ်ပေါ့နော် discuss discussion time ဟော decision မချတယ် decision maker မဟုတ်သေးဘူး ညုံချွေမူသလားယုံစားဖို့ခလာပါတယ်တွေးစိတ်ကွာနှစ်တရာမောင်အနပြခွာရှောင်းမသွားဂျင်နာရီစင်တာမစ်အာယောကျွေမေစကားတဘောလွေလေးမလားစင်းစင်းစားစားတွေ့ရနေသူအာခင်တွေညာရှင်လက်က ရှက်ပါတဲ့မကိုစားအဲအခုဘယ်လိုပြောလဲသိလားဆိုရင် ID မရတော့ဘူးအဲ့ဒါသူပြောလဲဆိုတော့အမေကျွန်တော်ကြိတ်သူလိုမျိုးဆိုမှန်တော့အမေတို့အမေတို့မပြောပြနဲ့အေးတို့ကြိုက်တယ်လို့ဆိုဒါပေမဲ့မေလိုအပ်တာတော့မေပြောမယ်နော်လို့အဲ့ဒါသူပြောဟုတ်ကဲ့ပါဟုတ်ကဲ့ပါအာမသွင်းရဲ့သားလေးပေါ့နော်ဒါသူရဲ့အနုပညာလေးစပြီးတော့အာသူ account ထဲပေါ်နေတဲ့ dot တွင်လေးပေါ့နော်အဲ့ဒါသင်းလေးတွေပေါ့နော် ဆိုဆိုတာပေါ့ပြည်သက်ကြီးကဒါသူ့ရဲ့အမှုပညာလေးကိုချပြတာပါလို့အအချင်းလေးတွေလည်းချစ်ခင်ပေါ်တော့အားပေးပါဦးပေါ့နော်သားလေးကိုလည်းချစ်ပြီးတော့ချင်းလေးတွေလည်းအားပေးပါဦးလို့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဒါအားလုံးလည်းလေးစားပါတယ်ကျွန်တော်အပ်ပေးကြတယ်ထူးတယ်ကျေးဇူးတင်ရှိပါတယ်သာဒရလာညာရှင်လကာ Se pare mal cosa